ရုရှားသမ္မတဗလာဒီမာပူတင်ဟာဟာမတ်စ်အဖွဲ့ထက်ပိုပြီးအင်အားကြီးကြောင်းနဲ့ယူကရိန်းပေါ်ဆင်နွှဲနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ပူတင်ပေါ်ဖိအားတွေပိုပေးဖို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကအမေရိကန်သမ္မတဒိုနယ်ထရမ့်ကိုတိုက်တွန်းခဲ့တယ်လို့ NBC ရုပ်သံကထုတ်လင်းခဲ့တဲ့အင်တာဗျူးတစ်ခုမှာဖော်ပြခဲ့ပါတယ်။ NBC ရုပ်သံရဲ့ Meet the Press အစီအစဉ်မှာထရမ့်အနေနဲ့ဂါဇာမှာအပြည့်ခန့်ရေစေးကိုဥဆောင်ခဲ့ပြီးတဲ့နောက်ပူတင်ပေါ်သဘောထားပုံမတင်မှာဖို့တင့်မတင့်မေးမြန်းခဲ့ရမှာဇယ်လန်စကီကဟုတ်တယ်ပိုပြီးတင်မှာတင်ပါတယ် ဘာလို့လဲဆိုတော့ပူတင်ကလည်းအဲ့ဒီပုံစံမှာပဲဒါပေမဲ့ဟားမတ်အဖွဲ့ထက်ပိုပြီးအင်အားကြီးပါတယ်စစ်ပွဲကလည်းပိုပြီးကြီးမားပါတယ်ကမ္ဘာဒုတိယအကြီးဆုံးစစ်တပ်ပါအဲ့ဒါကြောင့်ဖီအားတွေပိုပြီးရမှာပါလို့ဇန်လန်စကီကပြောကြားခဲ့ပါတယ် ဇယ်လန်စကီဟာအမေရိကန်ထံကနေတာဝေးပြစ်တော်မဟော့ဒုံးကျည်တွေအထောက်ပံ့ရရှိဖို့ဂျုံမန်အားထုတ်မှုမအောင်မြင်ခဲ့တဲ့အမေရိကန်ခီးစဉ်အပြင်ယူကရိန်းကိုပြန်လည်ရောက်ရှိခဲ့ပြီးတဲ့နောက်ဒီအင်တာဗျူးကိုထုတ်လင်းခဲ့တာဖြစ်ပါတယ်။ဇယ်လန်စကီဟာတော်မဟော့ဒုံးကျည်တွေထောက်ပံ့ပေးဖို့သတင်းပတ်များစွာကြားတောင်းဆိုခဲ့ပြီးတဲ့နောက်အိမ်ပြီးတော့မှထရမ့်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။